မိုင်းတုံမြို့တွင်မိုးသီးတန့်စွာရွာသွန်းခြင်းကြောင့်ရေကြီးရရှမ်းမှုများဖြစ်ပေါ်တဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းတုံမြို့တွင်ယနေ့နေ့နဲ့9နာရီခန့်ကစ၍မိုးများသီးတန့်စွာရွာသွန်းမှုကြောင့်ဝန်နာကျေးရွာတွင်ရှိနန်းညွချောင်းတွင် ရေကြီးရရှမ်းမှုများဖြစ်ပေါ်လျက်ရှိပါတယ်။ယနေ့နေ့နဲ့အစောပိုင်းမှစတင်ပြီးမိုးများအဆက်မပြတ်သီးတန့်စွာရွာသွန်းခြင်းကြောင့် နန်းညွချောင်းရေရေကြီးရေရှမ်းမှုဖြစ်ပေါ်ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယင်းရေကြီးရေရှမ်းမှုသည်မိုးဆက်မပြတ်ရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာကြောင်းနှင့်ယနေ့နဲ့နဲ့၈နာရီချိန်ဆက်လက်ရွာသွန်းနေပြီးရေများတဖြည်းဖြည်းမြင့်တက်လာနေသောကြောင့်ယခုကဲ့သို့မိုးများဆက်မပြတ်ရွာသွန်းမှာကအန္တရာယ်ရှိနိုင်သောကြောင့်ချောင်းနှင့်နီးစပ်သောအိမ်များအားသတိရှိရန်နှိုးဆော်ထားကြောင်းသိရှိရပါသည်ခမညာ။